တတိယအကြီးဆုံးဘေကွန်ကိုင်းဆောင်ထားတဲ့နိုင်ငံမြန်ကိုရီးယားဖြစ်လာဖွယ်ရှင်မြန်ကိုရီးယားနိုင်ငံဟာကမ္ဘာပေါ်မှာတတိယမြောက်အများဆုံးဘေကွန်ကိုင်းဆောင်ထားတဲ့နိုင်ငံဖြစ်လာနိုင်ဖွယ်ရှိကြောင်းသက်တမ်းသတင်းမှရေးသားဖော်ပြထားပါတယ်မြန်ကိုရီးယားကိုအမေရိကန်ဒေါ်လာ3.5ဘီလီယံတန်ဖိုးရှိဒီဂျစ်တယ်ငွေကြေးပိုင်ဆိုင်မှုခိုးယူမှုကိုကြိုးကန်ထားတယ်လို့အမေရိကန်ကအစိုးရပြောဆိုခဲ့ပြီးမြန်ကိုရီးယားဘက်က နိုင်ငံခြားငွေကြေးဝင်ငွေတွေကအန္တရာယ်ရှိတဲ့စိုက်ပါလုံဆောင်မှုတွေကနေလာတဲ့ဆိုပြီးပြန်လည်ပြောဆိုထားပါတယ်။မြန်ကိုရီးယားနိုင်ငံဆိုတာဆယ်စုနှစ်များစွာစီးပွားရေးပိတ်ဆို့မှုများစွာကိုရင်ဆိုင်ခဲ့ရတဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ဒါအပြင်ကာကွယ်ရေးပရိုဂရမ်တွေအတွက်အရင်းမြစ်တွေရရှိစေဖို့အတွက်မြန်ကိုရီးယားကပိတ်ဆို့အရေးယူမှုတွေဒဏ်တွေခံနိုင်ရှိစေဖို့ဒီဂျစ်တယ်ငွေကြေးအပါအဝင်စမ်းသစ်တဲ့နေပြူဟာတွေကိုအသုံးပြုခဲ့ရတယ်လို့သိရပါတယ်။ ဒါအပြင်မြောက်ကိုရီးယားဟာအမြင့်မသိဒီဂျစ်တယ်ငွေကြေးပတ်စံအိတ်တွေကိုအခြေရခံနိုင်ဖို့အတွက် AI နည်းပညာကိုထိရောက်စွာအသုံးချနေတာဖြစ်သလိုဒီဂျစ်တယ်ငွေကြေးတမျိုးဖြစ်တဲ့ Bitcoin လုပ်ငန်းကိုလည်းရှေ့တန်းရအောင်ကြိုးပမ်းနေတာလည်းဖြစ်ပါနေ။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။